စကိုင်းနိုင်ဝက်လက်မြွနယ်အရှိချောင်းကနတ်မော်ဦးရွာကိုဒီဇင်ဘာ2ရက်မနက်စောပိုင်းမှာစိုးစုကလက်ချောင်းကနေပုံကျက်ခဲ့ရကြောင်းမိသားစုဝင်3ဦးအပါအဝင်5ဦးသေဆုံးခဲ့တယ်လို့ဝက်လက် information နဲ့ network ကထုတ်ပြန်ပါတယ်တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲနတ်မော်ဦးရွာကိုစောစုကတရုတ်ဦးလေးတကနေတက်လာတဲ့ Jet Fighter အမျိုးအစားလေးရင်နဲ့ပေါင်း250ပုံးသေးနှလုံး3ချိန်လေးချောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ကိုကြီးကိုကြီးဝါလာမျိုးနဲ့ရှေချန်ကနတ်မော်ဦးကြီးရွာကိုကျွန်တော်တရုတ်တဲ့ Fighter တွေနဲ့ကျွန်တော်ည7:06မိနစ်မှာ ေကြောင်းတိုင်းဝင်ပြုတ်လို့သွားတယ်ဗျာကျွန်တော်တို့အမှအဲဘုံဒီကရွာခလဲကောင်မှရှိတဲ့အိမ်ကိုကြပြီးတော့မှပြည်သူ၅ဦးတည်တယ်ကျွန်တော်တို့၅ဦးတန်းရရှိတယ်ဗျာအိမ်၅လုံးပြည့်စည်တယ်ဗျာအခုကြီးကျွန်တော်တို့ဒီဟွာကဖိုက်တာကတိုက်ပွဲလည်းမရှိဘူးဗျာဒီအဖွဲ့စည်းကြီးလည်းမရှိဘူးဗျာအဲ့ဒါကိုအလို့ကြီးဝင်ကျဲသွားတယ်ဗျာဒေကြောင်းတိုက်ခိုက်မှုကြောင့်အသက်25နှစ်အရွယ်ကိုရှိုင်းကိုစနေဖြစ်သူအသက်24နှစ်အရွယ်မဆုမြတ်လင်းသမီးဖြစ်သူအသက်2နှစ်အရွယ်မရွှေပုံစံနဲ့အသက်21နှစ်အရွယ် ကိုမမောင်ဝင်းအသက်40နှစ်အရွယ်ကိုရန်နိုင်ဝင်းတို့တည်ဆုံကခလေးငယ်ပါဝင်ဒေသခံ၅ဦးဒဏ်ရာရှိခဲ့ပါတယ်။တက်တလုံးမှာထိခိုက်ဒဏ်ရာသူတွေအထက်ကအသက်အန္တရာယ်စိုးရိမ်ရသူတွေကိုစေဝါကုသမှုပေးနေပြီးတော့လေချောင်းရံကိုသတိထားစောင့်ကြည့်နေရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ30ရက်ကလည်းချောင်းမြို့နယ်ချောင်းမရွာမှာရှိတဲ့လက်ဖက်ရည်ဆိုင်ကိုဂျိုင်းယိုကော်ပိုရာနဲ့လေချောင်းကနေဘုံကျဲတက်ဖြတ်ခဲ့ရကြောင်းဒေသခံ၃ဦးသေဆုံးက၁၀ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။